ဒီနေ့ကစပင်ကနိုင်ရခဲ့တဲ့ပွဲမှာဒီနေ့ဘော်လိုလီယောဆူအတွက်အဖြစ်ပေါ်ပြီးပရိသတ်များလုံးမမိလားဗျာရွှေရောအိုင်ဘတ်ကိုရှိကအွန်လိုင်းအချင်းကနေပြန်လဲကြိုးလိုက်ပါရင်ဒီနေ့မနေ့ကစားခဲ့တဲ့ပြင်းထန်တဲ့စပင်တို့ရဲ့ Nation League Semi-final ပွဲစဉ်အပြီးမှာဒီနေ့ဘော်လိုလီယောဆူအတွက်အဖြစ်ပေါ်သွားခဲ့ပြီလို့ပရိသတ်တွေကပြောဆိုနေကြပါရင်ဇာမရီနိုင်ငံကစတုဂတ်အင်္ဂါမှာကစားခဲ့တဲ့ဒီပွဲမှာလက်ရှိ Nation League Champion စပင်ကပြင်းထန်ကို၅ဂိုး၄ဂိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါရင်ဒီပွဲမှာ special အခြေစွမ်းပြသခဲ့သူကတော့၁၈နှစ်သားလေးလာမိုင်းရောမယ်ဖြစ်ပြီး ကိုယ်တိုင်လည်းနှကိုးသွင်းယူနိုင်ခဲ့တဲ့အပြင်ပြည်သူနောက်ခံလူတွေကိုလည်းတော်တော်လေးအလုရှုပ်စေခဲ့တာဖြစ်ပါတယ်။ပြည်သူအောင်ပရိုင်းမာရင်နီကိုဝီလျံမေအင်ဒိုရီအသွင်းကိုတွေနဲ့2018ကမ္ဘာ့ဗလာချန်ပီယံတွေကိုနှက်ကိုးပြက်ဦးဆောင်နေခဲ့တာဖြစ်ပါတယ်။ဒီပြိုင်မှာတော့ရာမေတောက်ပမှုတွေကရတန်လုံးများခဲ့ပြီးပွဲချင်း54မိနစ်မှာပန်နီကနေပထမကိုပွဲချင်း68မိနစ်မှာပေါ်ရိုရဲ့ဖန်နီပေးမှုကနေဒုတိယကိုသွင်းယူပြီးစပိန်ကို၄ကိုပြက်နဲ့ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ဒါဟာပြီးခဲ့တဲ့ချန်ပီယံလိဂ်ဖိုင်နယ်မှာ PSG ကအင်တာကို၅ကိုပြက်အနိုင်ရရှိခဲ့ပြီးရပ်ပိုင်းအကြံပါပဲ။ စပိန်ကပါရီသားတွေကို၅ခုထိသွင်းယူထားနိုင်ကြတာဖြစ်ပါရင်လက်ချံပွဲချင်းတွေမှာပြင်သစ်တို့အခြေပါကိုထိရခဲ့ပေမယ့်တေရရလက်အထိမစွမ်းဆောင်နိုင်တော့ပင်ဒီအဆင့်နဲ့ပဲလက်ပြနှုတ်ဆက်လိုက်ရတာဖြစ်ပါရင်ပြင်သစ်ဘက်က MBB နဲ့ဘော်လုံးလျောင်းစုအလောင်းနေရာတမ်ဘီလီတို့ကလည်းခြေစွမ်းပြနိုင်ခဲ့ကြပေမယ့်ရာမဲတောက်ပမှုတွေကိုတော့မကျော်လွှားနိုင်ခဲ့ပါဘူးရာမဲနဲ့တမ်ဘီလီတို့ဟာဒီနေ့ဘော်လုံးလျောင်းစုအတွက်အပြိုင်ပြေးနေကြတဲ့သူတွေဖြစ်ပြီးဒီဝဲပြီးမှာတော့ပရိသတ်တွေက2025ဘော်လုံးလျောင်းစုရှင်ဟာလာမိုင်းရောမယ်ပဲဆိုပြီးတော့ပြောဆိုနေကြပါပြီပရိသတ်တွေက တကယ်လို့ဗိုလ်လီယောဆူကကမ္ဘာအကောင်းဆုံးကစားမကိုချီးမြှင့်လာဆိုရင်ဒီနေ့ပွဲမှာအကောင်းဆုံးကစားမကတယောက်ပဲရှိပါတယ်သူရဲ့နာမည်ကလာမိုင်းရာမဲပဲဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်နောက်တစ်ခုကလည်းတကယ်လို့ဒီနေ့ဗိုလ်လီယောဆူကိုရာမဲသားများခဲ့ဘူးဆိုရင်စူပွဲကိုဖျက်သိမ်းလိုက်ပါတော့ရာမဲထက်ပိုပြီးထိုက်တဲ့ကစားမမရှိတော့ဘူးလို့ပြောဆိုသွားခဲ့ပါတယ်တခြားပြည်သက်တို့ကလည်းဒမီလီတို့အစီမကောင်းပါဘူးထရီဘယ်ရာသားနိုင်ဗိုလ်လီယောဆူပေးရမယ်ဆိုရင်ဟာလန်ကိုအရင်ပေးခဲ့ပါဗောဒီနေ့ဗိုလ်လီယောဆူရှင်ကတော့ရာမဲပါပဲဆိုပြီးတော့ပြောဆိုသွားခဲ့ပါတယ်နောက်တစ်ခုကလည်း ဒီရာသီမှာဒမ်မီလီကတကယ်ကောင်းခဲ့ပါတယ်။ခြေစွမ်းကလည်းတကယ်ပြသနိုင်ခဲ့ပါတယ်။ဒါပေမဲ့ရာမင်နဲ့အပြိုင်မတောက်ပနိုင်ခဲ့တာကတော့ဆင်မကောင်းစရာပါပဲလို့ပြောဆိုသွားခဲ့ပါတယ်။ရာမင်ကလည်းစပိန်နဲ့ပွဲမထိုင်ခင်တုန်းကဘိုလိုနီယားစုနဲ့ပတ်သက်ပြီးသူရဲ့ခံစားချက်တွေကိုဖွင့်ရလာခဲ့ပါတယ်။ရာမင်ကကျွန်တော်တို့တော့ဒါဟာတစ်နှစ်ပတ်လုံးအကောင်းဆုံးကစားမဖြစ်ပေမဲ့လူတိုင်းကအမြင်တူကြမှာမဟုတ်ပါဘူး။လာမယ့် Nation League Final မှာအနိုင်ရမယ်လို့ယုံကြည်ပါတယ်။ဒါပေမဲ့ဘိုးဆွဲသည်ဖြစ်စေမဆွဲသည်ဖြစ်စေကျွန်တော်ကတော့တနစ်တာအတွင်းအကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ကစားသမားကိုမဲပေးပါပါ။ တကယ်လို့ကျွန်တော်ရင်းနေမှာကျွန်တော်ဒါမှမဟုတ်ဒမ်ဘလီနိုင်ရခင်ဘယ်သူကိုမဲပေးမှာလဲ Nation League Final တက်တဲ့ကစားမကိုမဲပေးမှာလားကျွန်တော်တို့တော့ Volunteer ဆုဆိုတော့ဒီနေ့ပတ်အလုံးချိန်ဆွမ်းပြတဲ့ကစားမတွေကိုပဲရွေးချယ်တင်တယ်လို့ယူဆမိပါတယ်ဆိုပြီးတော့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်နောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့တဲ့ Ramen Spain ကတော့လာမယ့်တွင်နေမှာဂေါ်ဂျီရဲ့ပေါ်တူဂီတင်းနဲ့ Nation League ဘောလုံးပွဲဆင်နေသွားရမှာဖြစ်ပါတယ်ပေါ်တူဂီဟာ Nation League ကိုစတင်ကျင်းပခဲ့တဲ့2019ခုနှစ်မှာ ဖလားရခဲ့တဲ့အသင်းဖြစ်ပြီးသွင်းကလည်းလက်ရှိ Nation League Champion ဖြစ်တာကြောင့်ဒီဘက်ကအနိုင်ရတဲ့အသင်းဟာ Nation League ကိုအများဆုံးရရှိတဲ့အသင်းအဖြစ်မှတ်တမ်းဝင်သွားမှာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့ပါလဲအားကစားနဲ့ပတ်သက်တဲ့သတင်းချားတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။